ားလုံးမင်္ဂလာပါဓာတ်ပုံရိုက်တဲ့အခါမှာ shutter clock ကိုတဝက်ဖိလိုက်မယ်ဆိုရင် head press တဝက်ဖိလိုက်မယ်ဆိုလို့ရှိရင် focus ဖြတ်မှာဖြစ်ပြီးတော့အပြစ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပုံရိုက်မှာဖြစ်ပါတယ် back button focus ကတော့ focus လုပ်တဲ့အခါပေါ့နော် focus လုပ်တဲ့အလုပ်ကို shutter button ကနေပြီးတော့ဖိတ်ထုတ်လိုက်တာပဲဖြစ်ပါမယ်ဆိုလိုတာက back button focus ပေါ့နော်ဒီ back button focus ကိုအသုံးပြုပြီးတော့ရိုက်ကူးမယ်ဆိုလို့ရှင် shutter button က focus ဖြတ်တဲ့အလုပ်ကိုလုတ်ပြီးတော့မှမဟုတ်ဘူးပေါ့နော် focus ဖြတ်တဲ့အလုပ်ကိုတခြား button တစ်ခုပေါ့နော်တခြား button တစ်ခုကနေပြီးတော့လှုပ်ဆောင်ပေးတော့မှဖြစ်ပါတယ်အများစုကတော့ဒီ back button focus ကို AF on button ကိုပြောင်းလဲအသုံးပြုကြတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ back button focus အကြောင်းကိုဒီနေ့ပြောကြည့်အောင်ပါ ဘာကြောင့်ဒီ cloud ကိုပြန်ပြီးတော့အသုံးပြရလဲဆိုတော့ကိုလိုချင်တဲ့အချိန်မှာ focus ကိုအလွယ်တကူပြန်ပြီးတော့ချိန်လို့ရအောင်ပေါ့ဓာတ်ပုံရိုက်တဲ့အခါမှာ focus ကိုခဏခဏပြန်မဖြတ်ချင်တဲ့အခါဒီနီလန်ကိုအသုံးပြလိုက်ရသလိုအခြားဒီရိုက်ကူးရေးပေါ့နော်အခြားရိုက်ကူးရေးမှာအသုံးဝင်တဲ့နီလန်လေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ bad pattern focus အကြောင်းကိုမပြောခင် ကင်မရာတွေရဲ့ဒီ focus အကြောင်းကိုအရင်ဆုံးပြောမှရပါမယ်ပထမဆုံးအနေနဲ့ကင်မရာရဲ့ focus အကြောင်းကိုရှင်းပြမယ်ပေါ့နော်ကင်မရာအများစုမှာဒီ focus mode နှစ်ခုရှိတယ် one shot mode နဲ့ဒီ continuous mode ပေါ့နော်ဒီ one shot mode ကတော့ကင်မရာကိုတနေရာတိုင်းမှာထားပဲ focus ကိုဖြတ်မယ်ပြီးရင်ရိုက်မယ်ပေါ့နော် focus ကဒီ focus point ကဒီတနေရာတိုင်းမှာပဲရှိမှာပေါ့နော်ဒီ focal plane ရဲ့တနေရာတိုင်းမှာပဲရှိမှာပဲ continuous mode ကကျတော့သူကရွေ့လျားနေတာပေါ့နော်ရွေ့လျားနေတာဖြစ်ပါတယ်ဒီ wildlife တို့ sport တို့မှာပို့ပြီးတော့အသုံးများပါတယ် Sony တို့ Nikon တို့မှာကြတော့ AFC လို့ခေါ်ပါတယ် Canon တို့မှာကြတော့ AI Servo လို့ခေါ်ပါတယ်ကျွန်တော်အရင်တုန်းက Panning Photography ရိုက်တုန်းကပေါ့နော် Panning Photography ရိုက်တုန်းကဒီ AI Servo မှုနဲ့ရိုက်ပါတော့ကျွန်တော်ပြောထားရှိပါတယ်ပေါ့နော် Auto Focus Continuous Move เนาะအဲ့မှာထားမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်မှုနည်းကိုတစ်ချက်တော့လေ့လာကြည့်အောင်เนาะ ရိုက်တော့မယ်ဆိုလို့ဒီအဲ့ဒါလဲ spot ပဲဗောနော်ဒီကျွန်တော်တို့ခုနရိုက်တဲ့ဥစားလဲ spot ပဲအဲ့တော့ကတော့ကျွန်တော် back button focus ကိုမပြောခဲ့ဘူးတကယ်လို့ကျွန်တော်တို့ဒီ spot တို့ဘာလို့ရိုက်မယ်ဆိုလို့ရှင် AI စာပုံနဲ့ဒီ back button focus ကိုအသုံးပြုပြီးရိုက်မယ်ဆိုလို့ရှင်ပို့ပြီးတော့လွယ်ကူတယ်ပို့ပြီးတော့လင့်မြန်တယ်ပြီးလို့ရှင်ပုံဗောနော်များများရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ back button focus ကိုရိုက်ကူမှာဖြစ်လို့ကျွန်တော်တို့ရဲ့ကင်မရာတွေကို AFC ဒါမှမဟုတ် AI စာပုံမုတ်ပြောင်းထားတယ်လို့ပဲ တတ်မှတ်ထားပါမယ်တခါတလေမှကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အခါမှာ focus เนาะ focus ပြန်ပြန်ပြီးတော့ဓာတ်ပုံရိုက်လိုက်ဒီ ဓာတ်ပုံရိုက်လိုက် focus ပြန်ဖြည့်လိုက်ဓာတ်ပုံရိုက်လိုက် focus ပြန်ဖြည့်လိုက် recompose ပြန်လုပ်လိုက်ဒါမျိုးမလုပ်ချင်တဲ့အခါမှာဒီ back button focus ကိုအသုံးပြုလို့ရပါတယ်အများအဖြစ်ကင်မရာတွေမှာ focus point ကပေါ့နော်ဒီအလဲပေါ့နော်အလဲတစ် point ပေါ့နော်အလဲ point ရဲ့ဒီ camera frame ရဲ့အလဲမှာရှိပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဓာတ်ပုံရိုက်တယ်ပြီးလို့ရှိရင် position ပြန်ချိန်ရတယ်ကင်မရာကိုရွှေ့လိုက်တဲ့အခါမှာဒီ focus point ကပေါ့နော်ဥပမာကျွန်တော်တို့ကတနေရာကိုရိုက်နေတယ်ပေါ့နော်ရိုက်နေရင် ရှိလိုက်တဲ့အခါမှာ focus point ကတခြားနေရာကိုသွားပြီးတော့ဖျက်မိနေတတ်တယ်ပေါ့နော်ဖျက်မိနေတတ်တယ်ကိုယ့်ရဲ့ subject ကိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ subject ကနေပြီးတော့ focus ကအောက်သွားပြီးတော့နော် recompose ပုံစံမျိုး recompose ထုတ်လိုက်တဲ့အခါမှာ focus ကအောက်သွားပြီးတော့တခြားအရာဝတ္ထုကိုတခြား subject တစ်ခုကိုဖြည်းဖြည်းပြန်ဖျက်သွားတာမျိုးရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် back button focus ကိုအသုံးပြုလိုက်မယ်ဆိုရင်ဒီပြဿနာကတော့ဖြစ်တော့မှာမဟုတ်ပါဘူး back button focus ကို ဘလို့ရိုက်မလဲပေါ့နော်ဘက်ပတ်တုံ focus ကိုကျွန်တော်တို့က focus ဖြတ်မယ်ပေါ့နော်ဘက်ပတ်တုံ focus နဲ့ focus ဖြတ်မယ် focus ဖြတ်ပြီးတော့เนาะကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အခါမှာဒီ focus ဘက်ပတ်တုံ focus clock ကိုလွှတ်လိုက်မယ်လွှတ်ပြီးတော့ shutter ကိုနှိပ်မယ်ပေါ့နော်အဲ့ဒီအခါမှာနောက်ထပ်တပုံထည့်ရိုက်မယ်နောက်ထပ်တပုံထည့်ရိုက်မယ် subject ကလည်းဒီမှာပဲရှိနေတယ်အဲ့တော့ကျွန်တော်တို့ focus က tick ဆိုပြန်ဖြတ်ဆရာမလို့တော့ဘက်ပတ်တုံ focus ကိုနှိပ်ပြီးတော့ recommence ပြန်လုပ်ဓာတ်ပုံရိုက်ဒါမျိုးပဲပေါ့နော်တောက်လျှောက်ရိုက်သွားလို့ရတယ်ပေါ့နော် shutter clock ကိုပဲအဓိကတော့ကျွန်တော်တို့ဒီ ဘက်ဘက်တော့ focus ကိုနှိပ်ထားလို့ရှိရင် shutter clock ကိုပဲနှိပ်ဖို့လိုတော့ပါဘောနော်အဲ့တော့ focus ကခဏခဏပြန်ပြီးတော့ဖြတ်ဆရာမလို့တော့ဘူးကို focus ဖြတ်လိုက်တဲ့နေရာမှာပဲ focus point က တည်ရှိနေမှာဖြစ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် metering clock နဲ့ဒီ focus ကို clock တစ်ခုစီတက်တက်ခွဲလိုက်တဲ့သဘောမျိုးနော် shutter clock ကနေပြီးတော့ခွဲထုတ်လိုက်တဲ့သဘောပါ shutter အထဲမှာကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အခါမှာ metering ဖတ်တယ် metering ဖတ်တယ် focus ဖတ်တယ်ပြီးလို့ရှိရင်ဓာတ်ပုံရိုက်တယ်ပဲနော်အဲ့ဒီအခါမှာကျွန်တော်တို့ shutter ကို metering အလုပ်ကိုပဲပေးလုတ်ခိုင်းတာပါဗောနော် metering အလုပ်ကိုပဲပေးလုတ်ခိုင်းပြီးတော့ ဒီ bad pattern focus ပေါ့နော်အခုနောက်ထပ်ခွဲထုတ်လိုက်တဲ့ခလုတ်ကိုကြတော့ကျွန်တော်တို့ဒီ focus ဖြတ်တဲ့အလုပ်ကိုလုတ်ခိုင်းလိုက်တယ်အဲ့ဒီအခါမှာတစ်ခုက focus ဖြတ်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဓာတ်ပုံရိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အလုပ်နှစ်ခုပေါ့နော်အလုပ်ခလုတ်နှစ်ခုဖြတ်သွားတယ်အလုပ်လည်းနှစ်ခုဖြတ်သွားတယ်ပေါ့နော်အဲ့ဒီအခါမှာ focus ကိုကျွန်တော်တို့ကခဏခဏပြန်ပြီးတော့ဖြတ်ဆရာမလိုတော့ပါဘူးဒါကို bad pattern focus အသုံးပြုတယ်လို့ခေါ်ပါတယ် bad pattern focus ကိုဘယ်လိုတတ်မှတ်မလဲဆိုတာကိုကျွန်တော်လက်တွေ့ပြပေးပါမယ်ကင်မရာထဲမှာ ဒီ bad button focus ကိုတတ်မှတ်မယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ဒီ menu ထဲကိုဝင်လိုက်ပေါ့နော် menu ထဲကိုဝင်လိုက်ပြီးတော့ကျွန်တော်တို့ custom control ထဲသွားမှာဖြစ်ပါတယ် custom control ပေါ့နော်ဒီမှာ custom control တွေ့ပြီဆိုလို့ရှင်ဒီမှာအပေါ်ဆုံးမှာသူက shutter ကလုတ်လေးကိုပြလိုက်ပြီနော် shutter နှိပ်မယ်ပြီးလို့ရှင် half press ဆိုလို့ရှင် meter ring က set start လုပ်မယ်ပေါ့နော် shutter နှိပ်ပြီးတော့ဒီ half press ဖိလိုက်လဲဆိုလို့ရှင် meter ring ကိုသူကလုတ်မယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့က ဒီ shutter ရဲ့ခလုတ်ကိုကျွန်တော်တို့ metering တစ်ခုပဲเนาะ metering မလုတ်ခိုင်းတော့ပဲပြီးတော့ကျွန်တော်တို့ focus မလုတ်ခိုင်းတော့အဲ့တော့ကျွန်တော်တို့ metering ဟာကိုဖြုတ်လိုက်မယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒါဆိုပုံမှန်ဆိုလို့ရှိရင်ဒါမျိုးပေါ့เนาะအဲ့တော့ကျွန်တော်တို့ metering ကိုဖြုတ်မယ်เนาะကျွန်တော်တို့ဒီ metering မဟုတ်ဘူးကျွန်တော် focus ကိုဖြုတ်မယ်ပေါ့เนาะ focus ကိုဖြုတ်မယ်အဲ့တော့ metering နေရာမှာထားလိုက်မယ်ပေါ့เนาะ Okay ဒါဆိုလို့ရှိရင် metering မဲ့သူ shutter clock ကအလုပ်လုပ်တော့မယ် shutter button hair press က metering မဲ့အလုပ်လုပ်တော့မယ်အဲ့တော့ဒါကို ရပြီပြီးလို့ရှိရင်ကျွန်တော်ဒီ AF ပေါ့เนาะဒီ cloud လေးဒီ cloud လေးကိုကျွန်တော်ကဒီ focus နဲ့ meter ring နှစ်ခုထားမယ်ပေါ့เนาะအဲ့တော့ကျွန်တော် AF ကို on လိုက်မယ်เนาะပုံမှန်ဆိုလို့ရှိရင်သူကဒီဟာပေါ့เนาะ off ထားလို့ရှိရင်လည်းရတယ်ကျွန်တော် on ထားလိုက်မယ်အဲ့တော့ဒီ cloud ကိုပေါ့เนาะဒီ cloud ကိုဒီ AF on ဒီ cloud ကိုကျွန်တော်တို့က focus ဖြတ်ခိုင်းမယ်ပေါ့เนาะ focus နဲ့ meter ring ကိုသူ့ကိုအလုပ်လုပ်ခိုင်းမယ်အဲ့တော့ဒီဟာကเนาะဒီဟာလေးကိုလောက်လောက်ထားပေးလိုက်အဲ့ဒါဆိုလို့ရှိရင်ရပြီပေါ့เนาะဒီကောင်က head press မီတာရင်းဟပ်မီတာရင်းနဲ့အော်တိုဖိုကပ်အဲ့ဒီခါမှာကျွန်တော်တို့ကတစ်ခုခုကိုရိုက်တော့မယ်ဆိုလို့ရှိရင်เนาะတစ်ခုခုကိုရိုက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံး composition တည်တယ်တည်ပြီးလို့ရှိရင် cloud လေးဖိထားလိုက်ပါတော့เนาะ cloud လေးဖိထားလိုက်ရင် तू က focus ပြတ်တယ်ပြီးလို့ရှိရင်ရိုက်ပါတော့လှုပ်လိုက်ရိုက်ပြီးလို့ရှိရင်ဖိထားပြီးတော့ကျွန်တော်တို့ရွှေ့ွားလိုက်ရင်လည်းနောက်ထပ် composition ကတည်မယ်ဆိုလို့ရှိရင်လည်း focus ကเนาะအရင်နေရာမှာပဲရှိမယ်အရင်ဟာကိုပဲ तू က focus ဖြတ်မှာဖြစ်ပါတယ်အဲ့တော့เนาะဖိထားမယ်ပြီးတော့လှုပ်လိုက်မယ်ပါတော့ ဒါဆိုလို့ရှိရင်တော့ရိုက်ပါတော့ဘတ်ပတ်တန် focus ကိုဒါကတတ်မှတ်တာပဲဖြစ်ပါတယ်။နောက်ဆိုရင်တော့ကျွန်တော်တို့ဘတ်ပတ်တန် focus ကဘာလောက်တာလဲဘယ်လိုတတ်မှတ်တာလဲဆိုတာကိုသိပြီးလောက်ပြီးဖြစ်ပါတယ်။အဲ့တော့ဘတ်ပတ်တန် focus နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာအကျဉ်းပွားတာတွေတော်တော်ဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ Odys နဲ့ဒီ news တွေနဲ့ပေါ့နော်ဒီ news တွေနဲ့အဲဘလို့နည်းနည်းပုတ်တိုက်မှုတွေဖြစ်တယ်ပေါ့နော်ဘလို့ဖြစ်လာလဲဆိုတော့အခုနောက်ပိုင်းကျတော့ဒီ ကင်မရာတွေကပေါ့နော်အစစ်မြင့်လာတဲ့ AI features တွေပါလာတယ် subject tracking တွေပါလာတယ်နော် body movement တွေအများကြီးပဲနော် body tracking လောက်တာတွေအကုန်ပါလာတယ်ပေါ့နော်အဲ့ဒီခါမှာတော်တော်များများတွေကမေးတာပေါ့နော်အခုကငါတို့ကဒီဟာတွေထပ်ပြီးဆက်ပြီးတုံးမှုလို့သေးသလား AI တွေ features တွေကအရင်အစ်စ်မြင်လာတဲ့ auto focus တွေကလည်းပို့ပို့ပြီးတော့အစ်စ်မြင်လာတယ်ပေါ့နော်အဲ့တော့ဒီ back pattern focus ပေါ့နော်ဟိုအရင်ကလေးကတုံးတာပေါ့နော်ဒီရက်ဆက်ဒီရက်ဆက်လာခစ်ကလေးကဒါမျိုးတုံးလာတဲ့ဟာကြီးကအခုခစ်မှာလို့သေးလားပေါ့နော်ဒါမျိုးတော်တော်များများဟို controversial ပေါ့နော် controversial ဖြစ်တယ်စကားများကြတယ်ပေါ့ဗျာပြောရမယ်ဆိုစကားတွေတော်တော်များကြတယ်အဲ့တော့ဘယ်လိုဘယ်လိုသတ်မှတ်လို့ရလဲဆိုတော့ဒီမနော်ဒီကျွန်တော်တို့ subject တစ်ခုကိုဖြတ်လိုက်တဲ့အခါမှာ तू ကတော့ light သွားမှာပဲလေ focus ကတော့အဲ့လို light သွားမှာ light သွားရင်ကိုကရိုက်လိုက်တယ်ပဲထားပါတော့နောက်ထပ်ထိုက်ရိုက်တော့မဲ့အခါမှာကိုကဟုတ်ပြီ ဒီဥပမာကျွန်တော်တို့ကဒီ wildlife တွေ spot တွေဘာတွေကိုရိုက်တယ်ပေါ့နော်ဥပမာ wildlife ထားပါတော့ wildlife မှာကျွန်တော်တို့ငှက်လေးတစ်ကောင်ကိုရိုက်တယ်ငှက်တစ်ကောင်ဟုတ်ပြီ तू က subject ကို subject ကို detect လုပ်တယ်ပေါ့နော်ဒီဥပမာ bird ပေါ့နော် bird ဆို bird ကိုကျွန်တော်တို့က focus ပေးလိုက်တယ်ပေါ့ focus ဖြတ်ပြီးတော့ကွာ dash shot ရိုက်နေတဲ့အခါမှာအခါမှာဘလို့ဖြစ်လဲဆိုတော့နောက်ထပ်ငှက်တစ်ကောင်ကဝင်လာတယ်ပေါ့ဗျာနောက်ထပ်ငှက်တစ်ကောင်ကဝင်လာဒါလည်းငှက်ပဲလေကျွန်တော်တို့ရဲ့ငှက်ကအနောက်ရောက်နေပါနော်ကျွန်တော်တို့ကျွန်တော်တို့ရိုက်တဲ့ငှက်ကအနောက်ရောက်နေတယ်တကယ်လို့ ဝေဒါလည်းကောင်ကဒီအရှိရဟာဆိုလို့ရှိရင်ဘတ်ဆိုလို့ရှိရင် तू ကအဲ့ဒီငှက်ကိုသွားဖြတ်မှာပေါ့နော်ဒီ तू AI features တွေက तू က subject ပဲ तू ကငှက်ပဲလေငှက်ဆိုတော့ဒီငှက်ကိုသွားဖြတ်မှာပေါ့နော် तू only method ပေါ့နော်ဒီ bad pattern focus ကြတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ကိုချိန်ထားတဲ့ ကိုယ်ချိန်ထားတဲ့ focus အဲ့ focus ကိုပဲသူက light ဖြတ်နေမှာမင်းကမဲကြိုက်တဲ့ကောင်ဝင်လာဘာမှမဖြစ်ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးဖြစ်တာပေါ့အဲ့အဲ့ချိန်မှာ controversial ဖြစ်တော့လေအဲသူတို့ပြောရလဲမားလို့မမားဘူးပေါ့နော်ဒီအရင်တော့ကတုံးလာတဲ့လူတွေပြောရလဲမားလို့မမားဟုတ်ပါတယ်ဥပမာကိုကတစ်ခုခုကိုရိုက်နေလို့နောက်ထပ် subject တစ်ခုကဝင်လာမယ်ဆိုဥပမာ human detail လောက်ထားရဲဆိုရင်လူကလာနေမယ်ဆိုနောက်ထပ်လူတစ်ယောက်ကအဲ့ share နေလာအဲ့လူကို subject track လောက်တဲ့ကောင်ကတော့ဖြတ်မှာပေါ့နော်တွက်ဖြတ်မှာဆိုတော့အဲ controversial ပေါ့နော် controversial ဖြစ်တာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒါကတော့ဒီ controversial ရဖြစ်တဲ့ဟာတွေပေါ့နော်အဘုဒ္ဓတအနေနဲ့ပြောတာပါတကယ်လို့ကွာ bad button focus ကိုတောင်းရင်လည်းရတယ်မတောင်းရင်လည်းပြဿနာတော့မရှိဘူးနော်ဒီ AI server တို့ဘာလို့ဖွင့်လာပြီးတော့ဒီ bad button focus ကိုတောင်းရင်တော့ပို့ပြီးတော့ညံတာပေါ့နော်ကိုယ့်ရဲ့ subject တွေဥပမာကိုကပန်နေရိုက်တာမျိုးတို့ဘာလို့ဆိုလို့ရှိရင်တောင်းလျှောက်သူက live ဖြတ်တာပေါ့နော်ဒီဒီ ဘက်ဘက်နဲ့ focus ကိုတုံးပြီးတော့ရိုက်ရတယ်ဆိုလို့ရှိရင်သူကထောက်လျှောက်လိုက်ဖြစ်တာပေါ့နော်အဲ့လိုမျိုးကြတော့တော်တော်လေးကောင်းပါတယ်အဲ့တော့ကိုကမတုံးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ခုနကပြောတဲ့မတ်တက်လေးကိုပေါ့နော်ဆမ်းပြီးတော့အသုံးကြည့်ပါဘလို့ပဲပြောပြောဘဟုသုတရတာပေါ့နော်ဘဟုသုတရတယ်ကိုမှအတိတစ်ခုကျွယ်လာတယ်ပေါ့နော်ဒါဒါမျိုးလေးအနေနဲ့ကျွန်တော်ဒီ topic လေးကိုလုတ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဓာတ်ပုံကောင်းနေရရှိနိုင်ကြပါစေ